တော့အဲ့ဒါပါတော့သုတ်တန်ဒူတယ်အဲ့ဒါသုတ်တန်ဒူတင်ဆောင်းတယ်ခုပြောတဲ့ဒူတင်နေအများကြီးဆောင်းတယ်ကိုချိုးချံချွေတာတဲ့ကျင့်ကိုအများကြီးကျင့်တယ်ဓမ္မဝင်းရည်ရွယ်ချက်တည်းကတော့လွန်ကောင်းပါလေဒါပေမဲ့သူဘာဖြစ်လာတော့ငါဒူတင်ဆောင်းတယ်ဟုတ်လူတွေဒူတင်မဆောင်းနိုင်ဘူးသူဘာဖြစ်ပြီးတော့မတူတာကိုပုံကြီးချဲ့တော့မယ်နော်မတူတာကိုပုံကြီးချဲ့တော့မယ်ဟုတ်လားဒူတင်ဆောင်းခြင်းတည်းဟူသောအကြောင်းကြောင့်မဆောင်းတဲ့လူတွေကိုနှိမ်ချတယ်သူကိုယ်သူမြင့်တင်တယ်ဒူတင်ဆောင်းပုဂ္ဂိုလ်ကြီးဘာဖြစ်သွားလဲ သူယုံမှဖြစ်သွားစကလုံးကိုနည်းနည်းလေးထိအောင်အဲ့လိုပြောကြည့်တာဟုတ်လားဒူရင်ဆောင်းတော့လည်းပဲသူဟာလူယုံမှပဲဖြစ်တယ်လို့အဲ့တိုင်ကိုမြတ်စွာဘုရားဟောထားတာဟုတ်လားဒူရင်ဆောင်းပြီးရင်ဘာရှိဖို့လိုမလို့ဒူရင်ဆောင်းခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုမနှိမ်ချဖို့ကိုယ့်ကိုယ်ကို မမြင့်တင်ဖို့ဒါပါမှသာနဲ့သူတော်ဖြစ်မယ်အဲ့တော့ဒူရင်ဆောင်းဖို့မဆောင်းဖို့တဲ့သူများကိုမနှိမ်ချဖို့ကိုယ့်ကိုယ်ကိုမမြင့်တင်ဖို့ဘယ်ဟာကအရေးကြီးတာလဲလို့မြင်ရင်ပိတ်သက်လို့ဘယ်လိုပြောမလို့ သူများကိုမနှိမ်ရှားဘူးကိုကိုမမြင့်တင်ဖို့ကပိုးပြီးတော့အရေးကြီးတယ်။နော်ဒီဥစ္စာကိုနားလည်ဖို့လိုတယ်။ဘယ်ဟာအနှစ်သာရလဲဆိုတာနားလည်ဖို့လိုတယ်။အခုလူတွေကကိုမလုံနိုင်တဲ့အလုပ်ကိုသူများလုပ်ပြလို့ရှင်အလွန်မင်းကိုပဲစိတ်ထဲကအံ့ဩပြီးတော့မဖြစ်တာလေ။အထင်ကြီးကြတာတွေရှိ။နော်အဲ့ဒီကိစ္စတွေကလူတွေကိုအလွန်လိန်လို့ကောင်းတာပဲ။လူတွေရဲ့အညာကိုမြင်နေရလေ။သူများမလုံနိုင်တာလေလုပ်ပြတာ။